ဆရာကျွန်တော်ကိုပိုင်းလဲဆိုတော့ရေးပြီးပြောစရာများရှိတယ်။မင်းရလေကွာ။ခေါ်ခိုင်းမှပဲရောက်လာတော့ဟုတ်။တော်စိတ်ငန်းနေတယ်ကွာ။မင်းနဲ့ကအကြာကြီးလက်တွေ့ပြီးတော့အတူတူအလုပ်မလုပ်ခဲ့ဘူးလေကြာ။ဟုတ်ပါဆရာကျွန်တော်လည်းအလုံးမအားလို့မြောက်ဖြစ်တာပါ။ဒီဒီမင်းတို့နေမအားညမှာအလုပ်တွေများနေကြတယ်ဆိုတော့ဒီမင်းကလည်း ဘာမှုတဲ့ကိစ္စနေငါ့ကိုတရားဥထဲပြတ်သွားတယ်။မင်းတို့ရက်ဆက်တဲ့ကောင်။အဲ့ဒီသဘောမျိုးမဟုတ်ပါဘူးဆရာ။ကျွန်တော်ကလည်းကျွန်တော်ခက်ခဲနေကျွန်တော်ဘူးလို့ပါ။အေးပါတောက်လိုက်ပါ။အဲ့ဒီအချိန်တုန်းကမင်းခက်ခဲလို့ကိုနေနေလို့ငါ့မှာလည်းအဆင်မပြေဘူးလေကွာ။အယမ်းကိုပူထုံနေတော့အချိန်မလို့ငါလည်းပြောမပြောရပြောလိုက်နေတာ။ဒီပြောလိုက်မိဒီမှာဒီဆရာစဉ်းစားကြည့်တော့ငါမားတယ်ဆိုတော့ငါပြီလား။ ဒါကြောင့်မင်းတောင်းလိုက်လို့ပြေးဖို့မင်းစီလိုလိုက်လာမင်းကဟိုလိုစီရောက်သွားခုပါလေဆရာကျွန်တော်လည်းအဲ့ဒီမှာတကယ်ကိုလိုအပ်နေလို့သူ့စီဝင်ရတာလေလေဘာဖြစ်ပေါ့ကွာမင်းဒီလိုတိုးတက်လာတာဒီတွင်ထဲမှာလှုပ်ရှားတက်လာတာငါကြောင့်ဆိုတာမင်းငင်းလို့မရဘူးမင်းပေါ်မှာငါကူညီခဲ့ဘူးတဲ့ကျေးဇူးတွေအများကြီးရှိတယ်ဆိုတော့မင်းငင်းမလားဒါတော့ငင်းလို့မရဘူးဆရာ အေးဘောတကယ်ရှိခဲ့တာဆိုတော့မင်းမျိုးပဲရတယ်အခုမင်းအဲ့ဒီကျေးဇူးတရားတွေကိုစက်ဖို့အချိန်မရဘူးညကျွန်တော်ဘယ်လိုစရလဲမင်းသူ့လို့နဲ့တော်ပြီးပူပေါင်းလိုက်တဲ့အတွက်ငါ့မှာအများကြီးထိခိုက်နေတာပြီးတော့မင်းနဲ့သူကဘာမှတည်မရှိတာပြီးတော့ကမင်းသူ့လို့နဲ့လူပဲနေ ရင်းစိတ်ပြီးရင်းစိတ်ပြီးဆက်ကျွန်တော်နားမလဲလောလောလေးပါကွာမင်းသူတို့စီမှာဟာမပြတ်ဆက်နေပြီးတော့သူတို့ဘာတွေလုပ်မလဲစီပေါ်ရေးနဲ့ပတ်သက်ပြီးဘလို့အကြံစီတွေရှိရဲဆိုတာငါ့ကိုပြန်ပြောဦးမယ်အဲ့ကောင်းပါလားဆရာရဲ့သူတို့ပုံမှာကျွန်တော်သစ္စာဆရာကြားနေပါဘူးငါ့ပုံမှာသစ္စာမင်းကြားမှာလို့မင်းမစိုးရိမ်ဘူး မင်းဒီလိုအခြေအနေမျိုးရောငါလုပ်ပေးခဲ့တာပေါ့အခုငါဖိုင်းတဲ့ကိစ္စကဘာမှအပန်းကြီးတဲ့ကိစ္စမဟုတ်ပါဘူးသူကငါကြောက်တဲ့အလူလဲခံနေရတယ်အဲ့ဒါမင်းပြန်ကြည့်တယ်ဘယ်လိုလဲဟုတ်ကဲ့ကျွန်တော်ကြိုးစားကြည့်